zusammen guten abend ဒီနေ့ဒီချေတို့ရဲ့ dream to drive ဒီတူလီယာနေပြီးတော့ visit ကြမယ်ဒီ jamesa အခြေခံအပိုင်းလေးပေါ့နော် portfolio ဆက်ပြီးရလေ့လာလိုက်ကြရအောင် so let's start အဲ့တော့ဒီနေ့ဒီချေတို့ရဲ့ဒီအခြေခံဂျာမန်စာပညာဒါနမှာဆိုရင်အပိုင်းလေးမှာဘာကိုသွားမှာလဲဆိုရင်ဂျာမန်လိုအဲနေ့လိုက်ပေါ့နော်အချိန်တွေကိုခွဲခြားပြီးဘယ်လိုမျိုးနှုတ်ဆက်ရမလဲမနေ့ဆိုရင်ဒီချေတို့ English မှာဆိုရင်ဘယ်လိုမျိုးနှုတ်ဆက်ကြလဲ Good morning ကောင်းတော့မနေ့ခင်းပါလို့နှုတ်ဆက်တလိုမျိုးပဲဒီချေတို့ဂျာမန်မှာဆိုရင်လည်းအဲ့ဒါအောင်နှုတ်ဆက်ခြင်းနဲ့ဆိုရင်ဘယ်လိုနှုတ်ဆက်ရမလဲဒီမှာကြည့်ကြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီချေတို့ကအပိုင်း၃မှာတော့ဒီချေတို့အပိုင်း၁မှာတော့ချေတို့ပြောခဲ့ကြရယ်ပေါ့နော်အတန်ထွက်တော့မယ် င်ဂျာမန်စာစကားလုံးတစ်ခုကိုအသင်ထွက်ထွက်မယ်ဆိုဘာလို့ရမှာလဲအဲစကားလုံးမှာ vowel သူတို့ဘယ်နှလုံးရှိလဲအရင်ရှာပေးရမယ်လို့ပြောခဲ့တယ်အော်ဒီမှာတချို့ရှာလိုက်မယ် vowel u လေးရဲ့ vowel a လေးရဲ့အော်သူတို့နှလုံးပါတော့နှစ်သံမဲထွက်ပေးရမှာပေါ့အော် g u ဆိုတော့ gu t n ဆိုတော့10 gu 10အနောက်မှာဆက်ကြည့်မယ် o လေးရဲ့ a လေးရဲ့နှလုံးမဲပါအောင်နှစ်သံမဲပေါ့အဲ့တော့ m o f ဆိုတော့ m o g e n ဆိုတော့ gen guten morgen အဲ့ guten morgen ကဘာပြောလဲ good morning ကောင်းသောမနက်ခင်းပါဆိုတဲ့ဟာမျိုးပြောတာပဲနောက်တစ်ခုက good afternoon ဒါမှမဟုတ် good day ပေါ့နော်ကောင်းသောနေ့လေခင်းပါကောင်းသောနေ့ပါဆိုပြီးပြောချင်ဒီ share ကြမယ်မှာဆိုရင်ပါလေဦးလေးရဲ့အေးလေးရဲ့ဘာဝဲနှလုံးမလို့နှစ်တန်းပဲဒါကြောင့် good ထင်အနောက်မှာအာဆွဲဘောင်ဝဲတလုံးမဲ့ပါမို့တသက်မဲ့ထွက်ပေးရမယ်ဒါကြောင့် TRG ဆိုတော့ထဖြစ်သွားတယ်ဂူထန်ထအဲ့တော့ဂူထန်ထဆိုရင်ကိုအာဆနုံဂူဒေးဆိုရဟာမျိုးပြောချင်တာပဲနောက်တစ်ခုကောင်းသောညနေခင်းပါဆိုရဂူအီဗနင်းကိုပြောချင်ရင်ကြောင့်တခြားဥကြမယ်လို့ဆိုရင်ဗာလေဂူထန်အာဘန်ဆိုပြီးတော့ထွက်ပေးရမယ် ဲ့တော့ဒီမှာဆိုရင်ဘာဖြစ်လို့အနောက်မှာနှစ်တန်လဲဘာဝဲအာလေးရဲ့ပြီးတော့နောက်တစ်ခုကဘာဝဲအေးလေးရဲ့တို့ကနှလုံးပါမို့နှစ်တန်ဒါကြောင့်မို့လို့ guten aben တော့ guten abend ဆိုရင်ကြ good evening ကောင်းသောညနေခင်းပါဆိုတဲ့ဟာမျိုးပြောတာပဲအဲ့တော့ကောင်းသောညပါဆိုရင် good night ကိုပြောချင်ရင်ကြတော့ german မှာဆိုရင်ဘယ်လိုပြောရမလဲ gute ဒီမှာတတိထားပေးရမယ်ဒီရှင်းတော့နောက်ဆုံးမှာ n ပါသေးလားမပါတော့ဘူးအရှင်းကမနဲ့နေ့လေညနေကိုပြောတော့ကြောင်းအနောက်ဆုံးမှာဘာလေးတွေပါလဲ n လေးတွေပါနေတယ်ဒါကြောင့်အတန်ဟာ guten ဆိုပြီးတော့ဖြစ်တယ်ဒါပေမဲ့ညဘက်ကိုပြောရတဲ့အချိန်မှာကြောင်း gute ဂူထဲပဲဘာဖြစ်လို့လဲအနောက်မှာ n မပါတာမို့လို့ဂူထဲနောက်တစ်ခုတီချာဒီနောက်မှာဆိုရင် r ဆိုရဲ power တလုံးမဲ့ပါမို့တသက်မဲ့ထွက်ပေးရမယ် nr ဆိုတော့နာနောက်တီချာပြောခဲ့တယ် see how မြင်ဘာအတန်ထွက်ပေးရမှာခအတန်ထွက်ပေးရမှာဖြစ်တဲ့အတွက်တီချာ knock အဲ့မှာမှာအနောက်မှာထေလေးပါတာမို့ knock ဆိုပြီးတော့အဲ့လိုထွက်ပေးရမယ်ပေါ့နော်အဲ့တော့ good night ဆိုရင်ဒါပြောရလဲ good night ကောင်းသောညပါဆိုတဲ့ဟာမျိုးကိုပြောချင်တာပဲ အဲ့တော့ဒီချေတော့အတွတ်တွေ့ချင်းနှုတ်ဆက်တဲ့အခါမှာဆိုရင်ဂျာမန်မှာအပေါ်၃ခုဖြစ်တဲ့ guten morgen guten tag guten abend ဒီ၃မျိုးပဲသုံးလို့ရမယ်ဒီရောက်က guten na ကိုကြာဗမာပဲသုံးလို့ရမှာလေပြန်ခိုင်းနှုတ်ဆက်တဲ့အခါမှာပဲသုံးလို့ရမယ်ဘာဖြစ်လို့လဲအဲ့တော့ဒီချေတော့တငငချင်းနဲ့ကိုယ်နဲ့ချိန်ထားရယ်ဆိုပါဆိုအဲ့ဒါကဒီလိုမျိုးညဘက်မှာချိန်ထားတယ်ပေါ့နော်အဲ့တော့ညဘက်မှာချိန်ထားရယ်သူနဲ့ကိုယ်နဲ့တွေ့ရစီမှာ9နာရီဖြစ်နေပြီအပြင်မှာမှောင်နေပြီဒါကြောင့်မို့လို့သူ့ကိုတွေ့တွေ့ချင်းကိုက guten ယ်နားခလို့ပြောလိုက်မယ်ရလားမရဘူးပေါ့နော် ။ဟောအဲ့တဘောတရားဆိုအင်္ဂလိပ်မှာလို့ပုံစံမျိုးပဲ။အော်အပြင်းမှောင်နေပြီဆိုပေမဲ့သူနဲ့ကိုနဲ့စစတွေ့ခြင်းကိုနှုတ်ဆက်ခြင်းနဲ့တခြားအများနဲ့ဘာပဲသုံးပြရမှာလဲ။ဒီ Guten Abend ဆိုရဟာလေးပဲသုံးပြရမယ်။အဲ့လိုမျိုးမဟုတ်ပဲနဲ့ရုံးစင်းတဲ့အချိန်မျိုးတို့အဲတငယ်ချင်းနဲ့ကိုနဲ့အပြင်းနေလျှောက်သွားပြီးသွားပြီ။အဲအမသူလည်းအင်ပြန်တော့မယ်ကိုလည်းအင်ပြန်တော့မယ်။အရင်မှလည်းမှောင်နေပြီအဲ့လိုအချိန်မျိုးတို့ညမဲအရာဝင်ခဲ့နီးတို့ဆိုမှသာဘာအောင်သုံးပြလို့ရရလဲ။ဒီ Guten Nacht ဆိုရဟာမျိုးလေးကိုပြောလို့ရတာ။အဲ့တော့ဘာမှတ်ထားပြ ေးရမှာလဲဆိုရင်ဒီ share ကတငယ်ချင်းနဲ့တွေ့ရအများပဲမှောင်နေပြီဆိုပေမဲ့လည်းအများနဲ့ဘာပဲပြောရမှာလဲ good and အားပဲမပြောရမယ်အဲ့ဒါကြောင့်ဒီ share ကစစတွေ့ချင်းမှာဆိုရင် မနက်ပိုင်းဆိုရင် Guten Morgen နေ့လယ်ဆိုရင် Guten Tag ညနေဆိုရင် Guten Abend ဆိုပြီးတော့ပြောရမယ်အဲ့တော့ညဘက်ဆိုရင်လည်းဗာပဲလေ Guten Abend ဆိုပြီးတော့ပဲပြောရမယ်ညဘက်အရာဝင်တဲ့အချိန်ဒါမှမဟုတ်ရုံးစင်းတဲ့အချိန်ပြန်ခန်းနီးနှုတ်ဆက်တဲ့အချိန်တွေမှာဒါဘာကိုသုံးပြီးလို့ရမှာလဲ Guten Nacht ဆိုတဲ့ဟာလေးကိုသုံးပြီးလို့ရမယ်ကျန်တဲ့အချိန်တွေမှာဆိုရင်တွေ့တွေ့ချင်းဆိုရင်အပေါ်ကသုံးခုပဲရမယ်ပေါ့နော်အဲ့တော့ဒီချိန်ဒီဟာ English နဲ့သဘောတရားအတူတူပဲ English မှာဆိုလဲညဘက် န်ဆိုရင်မလည်း good evening ဆိုပြီးတော့ပဲနှုတ်ဆက်တလို့မျိုးပဲဒီချေတို့ဂျာမန်မှာလည်း guten abend ဆိုပြီးတော့ပဲနှုတ်ဆက်ရမယ်အဲ့ဒါကြောင့်မို့ဒီချေဗီဒီယိုအဆောင်တော့ဘလို့နှုတ်ဆက်သွားလဲ guten abend ဆိုပြီးတော့ဒီချေနှုတ်ဆက်သွားတာပေါ့နော်အဲ့တော့အတထွက်ကိုပြန်ကြည့်မယ် guten morgen guten tag guten abend guten nacht ဆိုပြီးတော့ထွက်ပေးရမယ်အဲ့ဒုတိယတစ်ခါပြန်ကြည့်ကြမယ် guten morgen guten tag guten abend guten nacht so ပြီးတော့ထွက်ရမယ်ပေါ့နော်အော်ဒီမှာဒီချက်အစအစာလုံးလေးတွေဖြစ်တဲ့ am တို့ t တို့ အာတို့အန်တို့ဘာဖြစ်လို့အနီးနဲ့ရေးထားရတာလဲဆိုတော့ဒီဟာအကြောင်းတော့တချို့အပိုင်းသုံးမှာတော့ပြောခဲ့ကြရတယ်။ဘာလဲ။ဂျာမန်မှာနောင်းနေဆိုရင်အငယ်တဲ့အစားစာလုံးကိုအကြီးနဲ့ပဲရေးပေးရဖြစ်တဲ့အတွက်ဒီမှာတချို့ကမြင်တောင်လို့ဘာလုပ်ပေးထားရလဲ။ MD, TD, R တွေကိုအနီးလေးရင်းနဲ့လုပ်ပေးထားတာပေါ့နော်။အဲ့တော့ဂျာမန်မှာနောင်းဆိုတာနဲ့အငယ်တဲ့ဘာလုပ်ပေးရမှာလဲ။အစားစာလုံးဖြစ်မနစ်အကုန်အကြီးတွေနဲ့ပဲရေးပေးရမယ်ဆိုတာမှတ်ထားပေးရမယ်။အဲ့တော့ပြန်ကြည့်မယ်အတန်ထွက်ကို Guten Morgen, Guten Tag, Guten Abend, Guten Nacht. So wie auch, wie ich ။အဲတော့ teacher English မှာဆိုလဲ good morning ကို afternoon ပြောပြီးတော့ဘာဆက်ပြောကြလဲ။နေကောင်းလားဆိုရင် how are you ဆက်မေးကြတယ်။အဲတော့ teacher ဥကြမယ်မှာ how are you လို့မေးချင်တယ်ဆိုရင်ဘယ်လိုမျိုးမေးလို့ရလဲဒီမှာကြည့်ကြမယ်။အရင်ဆုံးဘာလို့ပြမှာလဲပဲလေ second လုံးတစ်ခုကိုတွေးပြီးဘယ်နဲ့တန်ထွက်ရမလဲသိချင်တယ်ဆိုရင် as again လုံးမှာ tara ဘယ်နဲ့လုံးပါလဲ dip တော့ဘယ်နဲ့လုံးပါလဲရှာပေးရမယ်။အော်ဒီမှာ teacher ကိုရှာလိုက်မယ်။ဘာလဲ ea လေးက e ဆိုရဲ dip တော့ link တစ်လုံးပဲပါအောင်တက်တက်မဲထွက်ပေးရမယ်။ ea လေးက e v နဲ့ပေါင်းတော့ v အနောက်မှာဒီချော vowel a လေးတစ်လုံးပဲပါဖြစ်တဲ့အတွက်တန်မဲပေါ့အဲ့တော့ d e h t ဆို gate အနောက်မှာ s ပါဖြစ်တဲ့အတွက် gaze v gaze အဲ့တော့ v gaze လို့လည်းပြောလို့ရတယ်လို့နောက်တစ်မျိုးဘယ်လိုပြောလို့ရသေးလဲဆိုရင် v gate x နဲ့လည်းပြောလို့ရတယ်။အော် v gaze ဒါမှမဟုတ် v gate x နောက်ခုလောကအင်္ဂလိပ်က how are you နေကောင်းလားဆိုတဲ့ဟာမျိုးပြောတာပဲအဲ့တော့ဒီနေရာမှာ vkins နဲ့ vks နဲ့ဘာကွာချလဲဆိုတော့ teacher တို့ကအတူတူပဲဘာမှကွာချမှုမရှိဘူး English မှာ i apostrophe bm နဲ့ i a n m နဲ့ကွာချမှုရှိလားမရှိတလို့မျိုးပဲပေါ့နော်အဲ့တော့ teacher တို့ကြာမယ်မှာလဲ vks နဲ့ vks နဲ့ကကွာချမှုမရှိဘူးအသေးပဲကအတူတူပဲအရှိကောင်းနဲ့အတူကောင်းဖောင်ပဲကွာချသွားတာပေါ့နော်အဲ့တော့ vks ကအရှိကောင်းကြီးဟာ တာ VKS ကကြာအတူောက်ရေးထားတာဒါပဲကွာချသွားတာအဲ့တော့နေကောင်းလားလို့မေးချင်တယ်ဆိုရင် German လိုက VGS ဒါမှမဟုတ် VGate S ဆိုပြီးတော့မေးပေးရမယ်ပေါ့နော်ဒီနှစ်ခုမှပေးရအသုံးများလဲဆိုရင်ဒီရှိရ V gauge ကတော့ပို့ပြီးတော့အသုံးများတယ်ပေါ့အဲ့တော့သူတို့ German နေဆိုရင်လည်းတွေ့တဲ့အချိန်မှာဆိုရင်အချင်းချင်းပါလဲ V gauge V gauge အဲ့လိုပုံစံမျိုးပဲမိတာများကြတယ် V gauge S လို့မိတာမျိုးနည်းနည်းရှားရတယ်ပေါ့နော် အဲ့တော့နေကောင်းလားမင်းချင်တယ် V gate V gate S ဆိုပြီးမေးလို့ရတယ်အဲ့တော့အမှကိုကောင်းပါတယ်ကျေးဇူးပါပဲလို့ပြောချင်တယ်ဆိုရင်ဘယ်လိုမျိုးပြောရမလဲ မတော့ဂျာမန်မှာ yes ကိုပြောချင်တဲ့အခါမှာဆိုရင်ဒါကိုထွက်ရင်ဂျားလို့ထွက်ရမှာလားမထွက်ရအောင်ဘာဖြစ်လို့လဲဂျာမန်မှာဆိုရင် j ကို y လို့ပဲထွက်ရတာဖြစ်တဲ့အတွက် y r ဆိုတော့ ya အဲ့တော့ ya က english က yes ဆိုရင်ဟာကိုပြောချင်တာအဲ့တော့ good ကိုပြောချင်တဲ့ဂျာမန်လို့ဆိုရင်ဒီမှာ vowel u လေးတစ်လုံးပဲပါတာမို့လို့သတ္တမဲထွက်ပေးရမယ် g u ဆိုတော့ gut ထိနေပေါင်းတော့ good အဲ့တော့ ya good ဆိုတာကောင်းမှတယ်ပေါ့အဲ့တော့ကျေးဇူးပါပဲဆိုရ thanks ကိုပြောချင်တဲ့ဂ ဂျာမန်လို့ဆိုရင်ဒီရှိုးဒီမှာပါလဲ vowel r လေးရယ် vowel a လေးရယ် vowel နှလုံးမဲပါရာမို့လို့နှစ်တန်မဲထွက်ပေးရမယ်ဒါကြောင့် drn ဆိုတော့ then car is okay then k အော် then k က thanks ကျေးဇူးပါပဲဆိုရဟာမျိုးပြောချင်တာအဲ့တော့ကောင်းပါတယ်ကျေးဇူးပါပဲလို့ပြောချင်တယ်ဒီရှိုးဂျာမန်လို့ဆိုရင်ပါလဲ yeah good then k ဆိုပြီးတော့ပြောမိရမယ် အာယာဂူဒန်ကေဘာပြောရလဲကောင်းပါတယ်ကျေးဇူးပါပဲဟုတ်မကောင်းဘူးလို့ပြောချင်တယ် no အဲ့တော့ဂျာမန်လို့ no ဆိုရင်ဒီမှာတရှင်ကဘာလေးလဲ vowel a လေးရအာဘာတဲ့ a လေးရဘာလေးလဲ dip သုံးလေးဘလို့အတန်ထွက်ပေးရလဲ i လို့ထွက်ပေးရတယ်အာ dip သုံးသလုံးမဲ့ပါမို့တတ်တတ်မဲ့ဖတ်ပေးရမယ် n a e n ဆိုတော့9 9ပေါ့เนาะ9အဲ9မြစ်ကိုပြောရဲ9လို့အတန်းထွက်မျိုးပဲ9ပေါ့เนาะအဲ9က English က no ကိုပြောချင်တာအဲ့တော့ good ကဒီ share တော့ဘာကိုပြောတာအပေါ်မှာလေးလာခဲ့ပြီးသား good ဆိုရဲဟာမျိုးကိုပြောတာအဲ့တော့ not ကိုပြောချင်တယ် German လို့ဆိုရင်ဘယ်လိုမျိုးပြောရမလဲ niche ဆိုပြီးတော့ပြောရမယ် niche ပေါ့เนาะအဲ့ရေ knit တယ်လို့ပြောရဲ knit မှာမှာဒီ share တော့အနောက်မှာခြအတန်းလေးနဲ့ niche ဆိုပြီးတော့ထွက်ရတဲ့ပုံစံမျိုးဖြစ်သွားတာ niche ဆိုပြီးတော့ထွက်ပေးရမယ်ပေါ့နော်အဲ့ကိုကမကောင်းဘူးလို့ပြောချင်တယ်ဆိုရင် nine niche good ဆိုပြီးတော့ပြောလို့ရတယ်အဲ့တော့ English လို့ yes ကို German မှာဆိုရင်ဗာနဲ့ပြောရမလဲ။ ya နဲ့ပြောရမယ်။ no ကိုကြတော့ German လို့ဆိုရင်ဗာလဲ nine ဆိုတာနဲ့ပြောရမယ်ဆိုတာမှတ်ထားပေးရမယ်။ကျေးဇူးမှာပဲ thanks လို့ပြောချင်တယ် German လို့ကဗာလဲ danke. danke. အော် danke ကျေးဇူးပါပဲဆိုတာကိုပြောရမယ်။ အဲ့တရားရအောင်ကိုကဗာလေနေကောင်းလားလို့မေးချင်တယ်ဂျာမန်မှာနှစ်မျိုးမေးလို့ရတယ် v gate နဲ့လည်းမေးလို့ရတယ်လို့ v gate x နဲ့လည်းမေးလို့ရတယ်အဲ့တော့ကောင်းပါတယ်ကျေးဇူးပါပဲလို့ပြောချင်တယ် yeah good thank you မကောင်းဘူးလို့ပြောချင်တယ် nine nice good ဆိုပြီးတော့ပြောလို့ရရပေါ့နော်အဲ့တော့ပြန်ကြည့်မယ်အတန်ထွက်ကို v gate v gate s Ja, gut, denke, nein, nicht gut, so wie ihr, Memono. Ja, du die Anna kann, me. Wie geht's? Wie geht's? Ja, gut, denke, nein, nicht gut ဆိုပြီးတော့ထွက်ရမယ်အဲဒီချက်ဝါဂျာမန်လို네လိုင်းအချိန်ကိုပိုင်းခြားပြီးတော့ဘယ်လိုနှုတ်ဆက်ရမလဲနေကောင်းလားဆိုရင်ဘယ်လိုမေးရမလဲတစ်ဖက်သူကကိုယ် weak case လို့မေးလာတယ်ဆိုရင်ရောဘယ်လိုမျိုးပြန်တုံ့ပြန်ရမလဲဆိုတာဒီချက်ကိုသိသွားပြီအဲ့တော့အခုဘာကိုဆက်ပြီးတော့လေ့လာမလဲဆိုရင်ဂျာမန်မှာနေငါသူသူမဆိုတဲ့ဟာကိုဘယ်လိုမျိုးပြောရတာလဲအဲ့ဒါလေးကိုဒီချက်ကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော်အဲ့တော့အဲ့ဒါကိုဂျာမန်လို့ဆိုရင်ဘယ်လိုခေါ်ရလဲဖဲ zong na pro no men ဆိုပြီးခေါ်တယ်အဲ့တော့ပေဆုံးနာ pronomen အဲ့တော့အမှပေဆုံးနာ pronomen မှာဒီခြေတော်ငါလို့ပြောရှင် German လို့ကဘာနဲ့ပြောရမလဲ ich နဲ့ပြောရမယ်ပေါ့နော် ich အဲ့တော့ ich ကကြောင်ဘာကိုပြောရလဲငါဆိုရဲဟာကိုပြောချင်တာအဲ့တော့နင်လို့ပြောချင်တယ်ဆိုရင် du ဒါမှမဟုတ်ရင် sie အဲ့တော့အရှိမရှိအပိုင်းနှစ်မှာတော့ပြောခဲ့တယ်ဂျာမန်မှာဆိုရင်ဘာလို့ပြရလဲ S ကိုမြင်တယ်ဆိုရင်အငဲတဲ့ Z အတန်းပဲထွက်ပေးရတာဒါကြောင့်ဒါကိုထွက် Z လို့ပဲထွက်ပေးရမယ် Z ပေါ့နော်အဲ့တော့ nin ဒီဟာဒီချက်တော့ကဘာလဲ singular အနေဖြစ်တာမို့လို့ nin ဆိုပြီးတယောက်တည်းကိုပဲပြောချင် do ဒါမှမဟုတ်ရင် Z နဲ့ပြောရမယ်သူလို့ပြောချင်တယ်ဆိုရင် a ၎င်းဆိုရင် s ပြီးတော့တူမဆိုတဲ့ဟာကိုပြောချင်း Z ဆိုတဲ့ဟာနဲ့ပြောပေးရမယ်တူမဆိုရင် Z နဲ့ပြောရမယ်ပေါ့နော်အဲ့တော့ငါတို့ဆိုရယ် we လို့ပြောချင်တယ်ဆိုရင်ဒီချေတို့က we ရ we ရလို့ထွက်ပေးရမယ် we ရအဲဒီမှာဂျာမန်မှာ w ကို v လို့ထွက်တယ်အဲ့တော့ v အနောက်က er ပါဖြစ်တဲ့အတွက်ရဆိုတဲ့ပုံစံမျိုး v ရပေါ့နော် v ရဆိုပြီးအတန်းကိုဆွဲလိုက်ရတဲ့ဟာမျိုး ဟဲ့နော်နောက်တစ်ခုက plural အနေနဲ့ကိုကတယောက်တည်းကိုပြောချင်တာမဟုတ်နှစ်ယောက်သုံးယောက်ပေါ့နော်နှစ်ယောက်နဲ့အထက်ကိုပြောချင်တယ်နင်တို့တင်တို့လို့ပြောချင်တယ်ဂျာမန်လိုဆိုရင်ဘာနဲ့ပြောရမလဲ ihr ihr အဲ့တော့ ion ဂျာမန်လို i လို့ထွက်တယ်အနောက်မှာ h f ပါဖြစ်တဲ့အတွက် ihr ဒါမှမဟုတ် z လို့ထွက်ပေးရမယ် တူတို့လို့ဒေလို့ပြောချင်တယ်ဂျာမန်လို့ဆိုရင်ဇီလို့ထွက်ပေးရမယ်အော်ဒီချိန်ပြောထားပြီးသားအပိုင်းနှစ်မှာတည်းကဘာလဲဂျာမန်မှာ s ကိုတွင်းအမြဲတမ်းဇန်အတန်ပဲထွက်ပေးရတယ် z ကိုတွင်း s အတန်ဒါကြောင့်ဒါတွေအကုန်လုံးဇီလို့ပဲထွက်ပေးရမယ်အော်ဒီမှာဒီချိန်ကိုကြည့်လိုက်မယ်ဘာလဲ u singular မှာတော့လေ do နဲ့ z နဲ့ဆိုရင်နှစ်မျိုးကွဲနေတယ်နောက်တစ်ခု u plural မှာကြတော့လေ er ရဲ့ z ရဲ့ဆိုရင်နှစ်မျိုးကွဲနေတယ်။ဘာဖြစ်လို့နှစ်ခုနှစ်ခုစီဖြစ်နေရတာလဲ ဆိုတော့ဒီ shell ဒီအောက်မှာကြည့်မယ်ပေါ့နော်အဲ့တော့ English မှာဆိုရင် you ကိုပြောရင်းနေရာမှာတယောက်တည်းကိုပြောလဲ you ပဲအများကိုပြောလဲ you ပဲကိုယ့်ထက်ကြီးတဲ့သူကိုပြောလဲ you ပဲငယ်တဲ့သူကိုပြောလဲ you ပဲညောင်းလင်းမှုမရှိဘူးဒါပေမဲ့ဒီ shell ဂျာမန်မှာအဲ့လိုမျိုးမဟုတ်ဘူး you မှာမှတယောက်တည်းကိုပြောတဲ့ဟာဆိုတမျိုးအများကြီးကိုပြောရင်တမျိုး အဲ့မှာမှာ formal နဲ့ informal နဲ့ထက်ခွဲတယ်ပေါ့နော်ကိုမသိရတဲ့သူတွေကိုထက်ကြီးရတဲ့သူတွေပြောရဲပုံစံတမျိုးကိုနဲ့ညီနှီးရတဲ့သူတို့ပြီးတော့ကိုရဲ့မိသားစုဝင်တွေကိုထက်ငယ်တဲ့သူတွေပြောရင်တမျိုးဆိုပြီးထက်ခွဲထားတယ်ဟဲ့ဂျာမန်မှာ you ကိုပြောရဲခါမှာဘယ်နှမျိုးရှိလဲ formal ရယ် informal ရယ်နှစ်မျိုးရှိတယ်ဆိုတာအမှတ်ထားပေးရမယ်အရင်ဆုံးဒီချက် informal ကိုကြည့်မယ် informal ကဘာမှတုံးတာလဲ ကိုနဲ့မိသားစုဝင်တွေပြောရတဲ့အခါကိုရဲ့တငယ်ချင်းတွေကိုထိုင်နေတဲ့သူတွေပြောရတဲ့အခါမှာဆိုရင်ကိုကတငယ်ချင်းတယောက်ထဲနင်လို့ပဲပြောချင်တယ်ဆိုရင်ဂျာမန်လိုကဒူနဲ့ပြောရမယ် အဲ့လိုမျိုးမဟုတ်ဘူးတငန်ချင်း2ယောက်3ယောက်ကိုနင်တို့လို့ပြောချင်တယ်ဆိုရင်ဗာနဲ့ပြောရမှာလေအီယာဆိုတဲ့ဟာလေးနဲ့ပြောပြရမယ်အဲ့တော့ informal မှာတယောက်တည်းကိုပြောချင်တယ် do အများကြီးကိုပြောချင်တယ်အီယာနဲ့ပြောရမယ်ဆိုတာမှတ်ထားပေးရမယ်နောက်တစ်ခုက formal အနေနဲ့ကိုယ့်ထက်ကြီးရဲ့သူတို့ပြကိုယ်နဲ့မတိရဲ့သူတွေပေါ့ interview တွေပါရေးတွားဖြေတယ်ပေါ့အဲ့လိုပုံစံမျိုးမှာကွာတင်ဆိုပြီးတော့ပြောချင်တယ်ဆိုရင် German လိုကဗာနဲ့ပြောရမှာလေ z နဲ့ပြောရမယ်ဆိုတာမှတ်ထားရမယ် အဲ့တော့ဒီမှာဒီ share 0ကိုတလုံးမရေးထားရင်ဘာဖြစ်လို့လဲဆိုတော့ format အနေနဲ့ u ကိုတုံးတဲ့အခါမှာတယောက်တည်းကိုပဲပြောပြောအများကြီးကိုပဲပြောပြောဘာပဲတုံးမရမှာလဲ0ပဲတုံးမရမှာပြောင်းလဲမှု မရှိဘူးဆိုရဲဟာလေးကိုမှတ်ထားပေးရမယ်အဲ့တော့ဘာလဲ format u မှာဆိုရင်တယောက်တည်းကိုပြောရင်လဲ0ပဲအများကြီးကိုပြောရင်လဲ0ပဲဆိုတာမှတ်ထားရမယ်ဒါပေမဲ့အဓိကတတိထားမယ့်အချက်ကကြတော့ format အနေနဲ့ကိုက u တင်တို့တင်တို့လို့အဲ့လိုမျိုးပြောချင်တယ်ဆိုရင်ဘာလုပ်ရမလဲအစစာလုံးဖြစ်တဲ့ S ကိုအမြဲတမ်းအကြီးနဲ့ပဲရေးပေးရမယ်အဲ့တော့အရှိမတိချေကိုပြောခဲ့တယ်မှာဆိုရင်အစစာလုံးအကြီးနဲ့ရေးရမှာဘာလဲနောင်းနေကိုပဲအစစာလုံးအကြီးနဲ့ရေးပေးရတာဒါပေမဲ့ဒီမှာတိချေကိုတခုထပ်ပို့သွားပြီးဘာလဲ formal အနေနဲ့ U ကိုသုံးချင်တယ်ဆိုရင်အစစာလုံးဖြစ်တဲ့ S ကိုအမြဲတမ်းအကြီးနဲ့ပဲရေးပေးရမယ်လုံးဝအသေးနဲ့ရေးလို့မရဘူးအဲ့တော့အဲ့ဒါဘာလို့ပြောရလဲဆောင်းတဲ့ချောင်းရဲ့အလယ်မှာပဲရှိရှိ ီးထိတ်ဆုံးပါပဲရှိရှိ နောက်ဆုံးပါပဲရှိရှိကိုက format အနေနဲ့ U ကိုပြောပြီးဆိုတာနဲ့မလုပ်ရမှာလဲအစအစလုံးဖြစ်တဲ့ S ကိုအမြဲတမ်းအကြီးနဲ့ပဲရေးပေးရမယ်ဆိုတာလုံးဝပုံတည်မှတ်ထားပေးရမယ်အဲ့တော့အဲ့နေရာမှာအသေးနဲ့ရေးမိပါဖြစ်သွားမှာလဲအော်အသေးနဲ့ရေးလိုက်တယ်ဆိုရင်သူမဆိုရဲရှီကိုပဲပြောနေရလားသူတို့ဆိုရဲဒီကိုပဲဒီကိုပဲပြောနေတာလား ဆိုပြီးတော့ဒီရှယ်ကိုဖြစ်သွားမယ်အဲ့ဒါကြောင့်မို့လို့ကိုက format အနေနဲ့ u တင်လို့တုံးချင်တယ်အနည်းဖြစ်ဖြစ်အများဖြစ်ဖြစ် z က z ပဲဒါပေမဲ့အစအစလုံးဖြစ်တဲ့ s ကိုတော့အမြဲတမ်းအကြီးနဲ့ရေးပေးရမယ်ဆိုတာမှတ်ထားပေးရမယ်ပေါ့နော်ပြောကြမယ်မှာဆိုရင် u မှာဘယ်နှမျိုးရှိလဲနှစ်မျိုးရှိရယ် formal ရယ် informal ရယ်ဆိုပြီးနှစ်မျိုး꿰တယ် informal မှာဆိုရင်တယောက်တည်းကိုပြောချင်တယ် do အဲတော့နှစ်ယောက်သုံးယောက်အများကြီးကိုပြောချင်တယ် nindo လို့ပြောချင်တယ်ဆိုရင်ဘာနဲ့ပြောရမလဲ ER နဲ့ပြောရမယ်။ formal မှာဆိုရင် you အကြောင်းတရှယ်တော့အနည်းရောအများရောဘာပဲလဲ z ပဲ။အဲ့မဲ့တတိထားမယ်အချက်ကအစအစလုံးဖြစ်တဲ့ s ကိုတော့အမြဲတမ်းအကြီးနဲ့ပဲရေးပေးရမယ်။လောကအသေးနဲ့ရေးလို့မရဘူးဆိုတဲ့အချက်တော့တတိထားပေးရမယ်ပေါ့နော်။ yeah အဲ့တော့ဒီချက်ကိုမလုပ်မလဲဆိုရင်အတန်ထွက်ကိုဒီအပေါ်ကနေပြန်ကြည့်မယ်။ငါလို့ပြောချင်တဲ့ ish do z a x z v a ear z z ဆိုပြီးတော့ထွက်ပေးရမယ်ဒုတိယတစ်ခါပြန်ကြည့်မယ် ish do z a s z v a ear z z ဆိုပြီးတော့ထွက်ရမယ်ပေါ့နော်အဲဒီအားဒီချိန်ငါသူနေငါတို့သူတို့ဆိုတဲ့ဟာကိုဘယ်လိုမျိုးပြောရမလဲဆိုတဲ့ဟာမျိုးပေါ့ မြောက်ဒီရှင်အတန်ထွက်တယ်ဒီနေ့လေးလာခဲ့တဲ့ဟာရဲ့အစားကနေပြန်ကြည့်လိုက်ကြမယ်အဲ့တော့အချိန်လိုက်ပိုင်းချပြီးတော့ဒီရှင်ကပါလေကောင်းသောမနက်ခင်းပါကောင်းသောနေ့လယ်ခင်းပါပြောချင်တယ်ဆိုရင် guten morgen guten tag guten abend gute nacht ဆိုပြီးတော့ထွက်ပေးရမယ်အာနေကောင်းလားမေးချင်တယ်ဂျာမန်လိုဘယ်လိုမျိုးမေးရမလဲ wie geht wie geht es အဲ့ဒါကိုကွာကောင်းပါတယ်ကျေးဇူးပါပဲပြန်ပြောချင်တယ်။ Yeah good thank you အဲ့တော့မကောင်းဘူးလို့ပြောချင်တယ်ဆိုရင်ဘာနဲ့ပြောရမလဲ Nice niche good လို့ပြောပေးရမယ်။နောက်တစ်ခုကငါနေသူသူမ၎င်းကိုပြောချင်တယ်ဘယ်လိုမျိုးပြောရမလဲ Each do z a s z v a e a z z ဆိုပြီးတော့ထွက်ပေးရမယ်ပေါ့နော်အဲဒီကတခြားကြာမယ်မှာငါနင်းတူတူမလကောင် ငါတို့သူတို့ဆိုတဲ့ဟာဘယ်လိုမျိုးပြောရမလဲဆိုတဲ့ဟာဘာမှတ်ထားပေးရမလဲဂျာမန်မှာ you မှာနှစ်မျိုး क्वे တယ် formal ရယ် informal ရယ် informal မှာတယောက်တည်းကိုပြောချင်တယ် do တယောက်တည်းပို့တယ်အများကြီးကိုပြောချင်တယ်ဆိုရင် er နဲ့ပြောရမယ် formal မှာကြောင့်အနေရောအများရော z နဲ့ပဲတုံးပေးရုံပဲတတိထားမယ်အချက်ကအစအစလုံးဖြစ်တဲ့ s ကိုတော့အမြဲတမ်းအကြီးနဲ့ပဲရေးပေးရမယ်ဆိုတာရောတတိထားပေးရမယ်ပေါ့နော် ပြန်အားလုံးဒါစစ်အားလက်နင့်ဒီချေအပိုင်းတော့ဒီတိပဲပေါ့နော် အဲဒီချက်ကိုနောက်ရက်တွေကျရင်အပိုင်းအာဒီနေ့ဒီချက်ကိုအပိုင်းလေးအောင်ဒီထိပဲပေါ့အာဒီချက်ကိုနောက်ရက်တွေကျရင်အပိုင်း၅မှာပြန်ပြီးတော့တွေ့ကြမယ်အဲ့တော့အပိုင်း၅မှာဆိုရင်ကျတော့ဘာကိုထပ်ပြီးလေ့လာကြမလဲဆိုရင်ဂျာမန်လိုနံပါတ်တွေကိုတစ်ကနေပြီးတော့ဟိုးတထောင်ကျော်အထိကိုဘယ်လိုမျိုးပြောရမလဲဆိုတာလေ့လာကြမယ်အဲ့တော့နံပါတ်တွေမှာဆိုရင်ဂျာမန်မှာပြောရတာရှည်တာများတယ်ပေါ့နော်ဒါမဲ့ဒီချက်ကအဲ့နံပါတ်အရှိကြီးတွေကိုလုံးဝကြက်စရာမလိုဘဲနဲ့လွယ်လွယ်ကူကူနဲ့အဲဘယ်လိုမျိုးပြောလို့ရမလဲကြက်စရာမလိုဘဲဒီတိုင်းဒီချက်ကိုမှတ်ထားရုံနဲ့ ်ပြောလို့ရမယ်နီးလေးကိုပါတခိုင်းပြောသွားမယ်ပေါ့နော်အဲ့တော့ဒီနေ့ချေအပိုင်းလေးကပြီးသွားပြီအဲ့တော့ချေတော့နောက်ရက်တွေကျရင်အပိုင်းကဗီဒီယိုမှာပြန်ပြီးတော့ပေးကြမယ်ပေါ့နော် Yeah, also, thank you. Yeah, so don't forget to like and subscribe my channel. See you in the next video.